အာဓမ္မကြီးဆိုးတဲ့တိုင်းပြည်တွေဟာငရဲတမြောက်စုပ်ွက်တယ်မငြိမ်ချမ်းဘူးတတ်မဲ့ဖြစ်မဲ့ခုံမဲ့ချစ်မဲ့ဘာဘာလီမဲ့ခိုးမဲ့ဝတ်မဲ့မကောင်းတာမှန်တယ်မြအာလုံးထုံးကားတယ်ယနေ့မြန်မာပြည်ကြီးကဒီအခြေအနေရောက်နေတာအမတော်ဝန်လေးကြာကောင်းပါလားလူချင်းတို့ကဘုံကြီး၄သိန်းကျော်ဒီလရှင်၆000ကျော်ရှိတယ်အေးကြွေးကြဘူးစင်းပါဝင်ဘုံကြီးတွေရောဒီလရှင်တွေရောဘုံနှစ်ဖူးပေါ်လက်တင်ပြီးတော့ ကိုကိုယ်တိုင်စဉ်းစားကြရမှာပါငါတို့ကဘာအတွက်ရှိနေကြတာလဲဗုဒ္ဓအဆုံးမဗုဒ္ဓသာရဏဗုဒ္ဓရဲ့တပည့်လို့အမိခံရင်ဗုဒ္ဓထွန်းကားစေခြင်းနဲ့ဓမ္မအမှန်တရားတွေကိုချင်းတိတ်ခါတွေကိုချင်းစာတရားတွေမေတ္တာကရုဏာမုဒိတာဥပိ္ပခာဆိုတဲ့ပြမစိုးတရားတွေဗုဒ္ဓဟောပုံညွန်ပြပေးတဲ့တစ္ဆာ၄ပါးတရားမဇ္ဈိမပရိပဒါလို့ခေါ်တဲ့မဂ်ရှင်ပါတရားဒီတရားတွေတကယ်ထွန်းကားရဲ့လား မထုံငါမှုရေဆိုရင်ဒီတန်ဃာတွေရပါလုံနေကြတာလေဘာအတွက်ဝတ်ထားကြတာလဲဒါစန်းစစ်ဝေဖန်ညရမှာပါပင်လာပါဘုန်းဘုရားဒီလိုလို Live the Future Group နာဂတ်ရင်းနှီးများဖွဲ့ရဲ့83ချိန်မြောက်ရှင်ရင်ချင်းပါတော့ online တရားပွဲကိုကြွားရရှင်းပြပေးတဲ့အတွက်အတိုင်းမတိဝန်တာကိုလေးစားမိပါတယ်ဘုရားဒီလိုလို Live the Future Group နာဂတ်ရင်းနှီးများဖွဲ့ရဲ့ ဒီအဖွဲ့ဝင်များအတွက်ဒေါ်လာရေးကာလမှာစိတ်ဝင်စားဖြစ်စေမဲ့ဓမ္မအဖြစ်မှန်တော်တွေးခေါ်များကိုဒေါ်လာချင်းပေါင်းစင်နဲ့83တိမျိုးတရားတော်ချီးမြှင့်ပေးသနာတော်ပြုပါဗျာဒီရင်ပြပါဓမ္မမိတ်ဆွေများအားလုံးကိုစိတ်နှပြမိဖုရားဝေးပွား၏ကျဉ္ဇမမချဉ္ဇတတာဖြင့်ဆရာနာရှင်စိမိတ်စာစီဘလူလူယုံမှများပြီးမှအမြဲဆုံးကင်းဝေးအောင် တော်လည်နိုင်ရတဲ့ဓမ္မသူရဲကောင်းများဖြစ်နိုင်ကြပါစေလို့ရှင်ဥပနာမဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဓမ္မဖြင့်မာယင်တော်တွေးခေါ်များကိုတော်လည်ခြင်းဓမ္မတာကိစ္စစကားဝိုင်းရာယနေ့ဆိုရင်အပိုင်း83ခုရှိပါပါပြီဦးဇင်းတို့ခေတ်ဆက်ဆက်မာယင်ရတဲ့နိုင်ငံကြီးတွေးခေါ်မာရီဗာရာကြီးအမားကြီးလူမှုရေးအမားကြီး အစရှိတဲ့ဖြင့်မားနေတဲ့အရာတွေကိုဦးဇင်းတို့ကမေးကြဉာဏ်ညဖြေကြဆွေးနွေးကြဖြေရှာကြပြီးတော့အမှန်တမ်းကိုရှောင်နိုင်မှဓမ္မအမှန်တရားထုံးကားတဲ့အတိုင်းမျိုးတခုဖြစ်ပါမယ်။အမားတွေကိုရဲရဲရင်းရင်းမပင်ရဲကြဘူးမတော်လန်ရဲကြဘူးဟေ့ဆိုရင်အဲဒီအမားတွေအာဇမတွေကြီးဆိုးတဲ့အတိုင်းမျိုးဟာ ငရဲတမြစူပတ်ပါလေဒါကိုလည်းပဲဦးဇင်းတို့ဆရာကြီးဦးရှိအောင်နော်သာသဝတ္တနကတိတော်မနိဆရာကြီးဦးရှိအောင်ကနေပြီးတော့သူ့ရဲ့စာအုပ်တွေထဲမှာရေးထားတာကိုဦးဇင်းတို့ဖတ်ရပါတယ်အာဓမ္မကြီးဆိုးတဲ့အတိုင်းမြေတွေဟာငရဲတမြစူပတ်တယ်မငြိမ်းချမ်းဘူးတတ်မဲ့ဖြတ်မဲ့ခုံမဲ့ချစ်မဲ့ဘာဘာလိမဲ့ခိုးမဲ့ဝတ်မဲ့မကောင်းတာမှန်တယ်မြအာလုံးထုံးကားတယ် ယနေ့မြန်မာပြည်ကြီးကဒီခြေနေရောက်နေတာအမှန်တော်ဝန်ထဲစရာကောင်းပါလေလူချင်းကဘုံကြီး၄သိန်းကျော်ဒီလရှင်၆000ကျော်ရှိတယ်အေးကြွေးကြဘာအတွက်ရှိနေကြတာလဲဒါအရေးကြီးပါဘာအတွက်ရှိနေကြတာလူချင်းပါဝင်ဘုံကြီးတွေရောဒီလရှင်တွေရောဘုံတစ်ဖူးပေါ်လက်တင်ပြီးတော့ကိုယ်ကိုယ်တိုင်စဉ်းစားကြရမှာပါငါတို့ကဘာအတွက်ရှိနေကြတာလဲဗုဒ္ဓအဆုံးမဗုဒ္ဓသာရဏဗုဒ္ဓရဲ့တပည့်လို့အမိခံရင် ဗုဒ္ဓဖြစ်စေခြင်းနဲ့ဓမ္မတွေထွန်းကားနေသလားဗုဒ္ဓမဖြစ်စေခြင်းနဲ့အာဓမ္မတွေထွန်းကားနေလားဒါဆန်းစစ်ဝေဖန်ညရမှာပါဗုဒ္ဓထွန်းကားစေခြင်းနဲ့ဓမ္မအမှန်တရားတွေကိုချင်းတိခါတွေကိုချင်းစာတရားတွေမေတ္တာကရုဏာမုဒိတာဥပိ္ခာဆိုတဲ့ပြမစိုးတရားတွေဗုဒ္ဓဟောပေါ်ညွှန်ပြပေးတဲ့တစ္ဆာ၄ပါးတရားမိဇိမပရိပဒါလို့ခေါ်တဲ့မဂ္ဂင်၈ပါးတရား ီတရားတွေတကယ်ထွန်းကားရဲ့လားမထွန်းကားဘူးရေဆိုရင်ဒီတန်ဃာတွေကဘာလုပ်နေကြတာလဲဘာအတွက်ဝတ်ထားကြတာလဲညာစဉ်းစားကြရမှာလူတရားလည်းစဉ်းစားကြရမှာငါတို့ကဒီတန်ဃာတော်တွေကိုကိုးကွယ်နေကြတာဘာအတွက်ကိုးကွယ်နေကြတာလဲဓမ္မမန္တရားတွေထွန်းကားစေခြင်းလို့လားကိုကျင့်တိတ်္ခာတွေမြင်မားစေခြင်းလို့လားကိုကျင့်တိတ်္ခာရမှာတော့စံပြတွေဖြစ်ပြီးတော့တကယ်ဓမ္မလမ်းကြောင်းမသိမ်းဆောင်ရအောင် ရဲရဲရင်ရင်နဲ့အမားတွေကိုထောက်ပြပြောဆိုပြီးတော့ဓမ္မအမှန်တရားတွေထုံးကားအောင်လူကြီးအတွက်ကိုးကွယ်နေတာလားတို့မဟုတ်ဟောတို့အဖိုးတွေဘွားတွေလက်ထက်တွေကကိုးကွယ်ခဲ့တာပဲတို့အဖေတွေကိုးကွယ်လို့ကိုးကွယ်တယ်တို့အမေကိုးကွယ်လို့ကိုးကွယ်တယ်တင်ငန်းပတ်ထားလို့ကိုးကွယ်တယ်မတော်ကတော့မီယိုးဖလာပဲဘာလို့ဘာဖြစ်ဖြစ်နော်တင်ငန်းဝကြီးနဲ့မိမရှုပ်ရှုပ်ကျောင်းမှာပဲနှလုံးတိုင်းဂိုင်ဂိုင်ဖဲဝိုင်းဂိုင်ဂိုင် လောင်းစားလုံလုံအတူတူပါလေလှုပ်ရှင်တာလုံငါတို့ကတော့ကိုယ်ွယ်မှာပဲဟိဆိုတဲ့လူတန်းစားထဲမှာပါနေတလားတို့တို့ကဘာမှမရလဲကိစ္စမရှိပါဘူးအိမ်ငန်းပတ်ထားတာကကျင်းတတ်ပါပြီတန်ကုန်မြေလေးအစိတ်ပင်ရေလောင်းနေတဲ့ထဲမှာပုဂ္ဂိုလ်တိုင်းပါနေတလားဒါမိမိတို့စမ်းစစ်ကြရမှာပါမိမိတို့ရှာဖွေထားကြတဲ့ပစ္စည်းတွေကအလကားရတာမဟုတ်ပါတမ္မာအာဇီဝချွေးနေစာနဲ့စားထားကြရတာ ဟိုလူယုံမှာမိစ္ဆာကောင်မရောက်နိုင်တော့လို့တိုင်းမီရဲ့အာနာကိုခိုးမတရားသိမ့်ပိုက်ဒီလူပိုင်နဲ့စစ်တပ်ကိုမတရားခိုးယူကပိုက်ဆောင်တက်လို့ဒီနေ့ရက်နဲ့တိုင်းမီရဲ့တရားစာတတ်မှန်တယ်မြောက်ဂုတ်သေးစုပ်အမျက်ထုတ်အလကားမတင်ချောင်ညထားတဲ့ပုံကိုယ်တွေကတော့ဒီခုံကြီးတွေကိုခိုင်းရရင်ပြီးရောလေလူတို့ကတော့လူတို့ခိုင်းတာလုတ်ပြီးနေတယ်မြတ်ဒီခိုးထားတာတွေနဲ့လက်ထိုးမှာပါအဲ့ဒါဆိုရင်ဒီတိုင်းပြည်ကြီးကလည်း ပြည့်မြဲပြည့်နေအောင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မိမိတို့အားလုံးနော်တက်တည်ရှိကြဖို့လိုအပ်ပါတယ်။အတွေးခေါ်မာရင်းနေတဲ့တွေးခေါ်တွေကိုကိုယ်ကိုယ်တိုင်စဉ်းစားကြရမယ်ဖြေရှားကြရမယ်။ဘာနာစရာမလိုပါဘူး။မွေးစင်းတို့လူမျိုးတွေမှာအဲ့ဒီအားနာတယ်ဒီဘုန်းကြီးကပြောလိုက်ရင်တော့အားနာစရာကြီး မအနေနဲ့တိလေဟိုလူတော့ပြောလိုက်ရင် အာနာဇရာကြီးဒီလူလည်းပြောလိုက်ရင်အာနာဇရာကြီးမကောင်းပါဘူးလေဒါရီယာအင်မတမလွဲချော်တဲ့လက်စင်မယ်ဒါကိုတိလို့ဇာကြီးမင်းတို့နော်ဦးဇင်းတို့ကိုညံကုန်းဇာတိဦးဇင်းတို့ကိုညံကုန်းကပါပဲဇာကြီးမင်းတို့တကယ်မြန်မာစာပေမှာခေတ်စမ်းစာပေဒီဒီထင်သွားတဲ့တကယ်မြန်မာစာပေဆရာကြီးတွေနော်မြန်မာစာပေအတွက်အင်မတမကျေးဇူးကြီးမားတဲ့ ဆရာမင်းသူဝန်တို့ဆရာဇော်ကြီးတို့လိပ်ဗမောင်ဝတို့ဆရာဥဖေမောင်တင်းတို့ဆရာဥဖေမောင်တင်းရဲ့စနစ်တကျလက်တက်မွေးခဲ့တဲ့တပည့်ကြီးတွေဆရာကြီးတွေပေါ့နော်အဲ့တော့ပြောချင်တာရပါလေဆိုတော့ဆရာကြီးမင်းသူဝန်ဆက်ခဲ့တဲ့အာနာချင်းဆိုတဲ့ကြပြာလေးရှိပါတယ်သူ့ကိုကိုကအာနာသူကကိုအာနာကိုကသူ့အာနာအာနာတော့အာပါသွား အပံသွားတော့အာနေအာနေတော့ခွေကလဲနဖူးလဲကွယ်ဒူးလဲပြေအာနာဆိုတဲ့စကလုံးကအင်မတန်မှညီမလူမျိုးတွေရဲ့ဖွဲ့စည်းတဲ့မှာကောင်းကျိုးတဲ့ဆိုးကျိုးတွေကိုဖြစ်လို့ဆရာကြီးကဒီဥစ္စာလေးရေးထားတာဝိဇ္ဇဉ်တို့နိုင်ငံသားတွေမိတ်ဆွေတွေအများကြီးရှိပါတယ်နော်တို့မှာခုနကပြောခဲ့တဲ့အာနာဆိုတာ ਨੇ မလုပ်ပါဘူးပြောတင်ပြောထိုင်ရင်ပြောတယ်မပြောတင်မပြောထိုင်ရင်မပြောဘူးနော်ဒါမှနေတယ်ပြောတင်ပြောထိုက်တယ်ပြောဖို့ပြောရမယ်ဆိုပြောတယ်ပြောတင်ပြောထိုက်ပါလျက်နဲ့အာနာလို့မပြောဘူးဆိုတာဒုစရိမမရှိပါဘူးသူကတော့အဲ့အာနာခြင်းကနေဘာဖြစ်လာလဲဟဲ့ဆိုတော့ကောက်ကြည့်ခြင်းနေဖြစ်လာမနာလိုခြင်းနေဖြစ်လာ ရုပ်မာခြင်းနေဖြစ်လာမကျင်တဲ့ခြင်းနေဖြစ်လာရုပ်မာခွင့်နေရလား အဲ့တော့ကို့မိတ်ဆေတယောက်မားနေတာကိုကိုကမပြောဘူးဟေ့ဆိုရင် तू ကမှန်တယ်ထင်ပြီးဆက်လုံးမားတွေဆက်ကျူးလုံးမယ်မားကျူးလုံးမယ်ဟေ့ဆိုတဲ့ကွာအားနေတော့တာပဲကိုကလည်းပဲပြောကြည့်မားလေးနဲ့မပြောရဘူးဟေ့ဆိုတော့တောက်တစ်ခေါက်ခေါက်နဲ့အားနေလာတော့ဘာဖြစ်လဲအဲ့ဒီဖွဲ့စည်းတွေပြတ်တာပဲမပြင်းညင်ကြတော့အဲ့ကောင်ကငါအားနာလို့မပြောလိုက်ငါအားနာလို့မပြောလိုက်ဘူးနဲ့ အဲ့တော့လူဖွဲ့စည်းဘာဖြစ်လာလဲပြက်လာတာနော်မယိုးသားမှုတွေမယိုးဖြောင်းမှုတွေကလိန်ကျမှုတွေအဲ့တော့ရှေ့ွယ်ကြတော့မပြောနော်နောက်ွယ်မှာကြတော့ပြောအဲ့ဓာရီနဲ့မကျေနပ်မှုတွေဖြစ်ယောက်ျားတွေပဲလူတွေပဲနော်ပုံဝင်လင်းလင်းပေါ့မိမိတို့လူဖွဲ့စည်းတွေမှာနေကြတာပုံဝင်လင်းလင်းပေါ့လူတွေပဲဥစ္စာမရရှိလေပညာနဲ့မေတ္တာနဲ့ရှင်ပြီးတော့ပြောရမယ် ပြောခံရတဲ့လူကလေပြင်ကျင်တဲ့စိတ်ရှိရဟောဒါငါကောင်းကျိုးပဲအများကောင်းကျိုးပဲငါပြင်နိုင်တဲ့စွမ်းရည်ရှိရမယ်ဒုဗုဒ္ဓကလည်းပဲပြင်နိုင်ဖို့ဟောတာယနေ့ကြည့်လေဗုဒ္ဓဘာရဲ့တပည့်လိုအမိခံထားတဲ့မင်းအောင်နိုင်တို့ဘယ်မှာပြင်ကျင်လို့တို့သူ့ထောက်ပြပြောပြတဲ့လူမှန်တယ်များထောင်ထဲဂုံနှုတ်ထဲတာပဲတက်ပြတာပဲဗျာဆရာကြီးစာရင်းဆရာကြီးပညာရှင်တွေနေဝင်းရနေစပြီးတော့ယနေ့မိစ္ဆာကောင်မင်းအောင်နိုင်သည့် မပြင်းညင်ညဘူးနော်မပြင်းညင်ညဘူးဘာလို့ဟုတ်မှာမဟုတ်တာဘယ်တော့မှလို့ခရင်ကပြောခဲ့တဲ့ဒါကသူတို့ကဘာလုပ်နေကြတာလဲဆိုတော့သူတို့အမားတွေမပြင်းညင်ဘူးအမားတွေဆက်ယူးလွန်ကျင်တဲ့ခါကျတော့ထောက်ပြမဲ့လူတွေကိုသူတို့ကခရင်ကပြောခဲ့တဲ့တက်ချင်းနေဖြက်ချင်းနေရက်ဆက်ချင်းနေအကြောက်တရားတွေရိုက်သွင်းတာပေါ့တရိုင်းမီလုံးမကြောက်ကြည့်ပါလား တိုင်းမြေလုံးမကြောက်ဘဲနဲ့ကျွန်စိတ်ပြောက်ကြီးပါလားဒီနေ့ပြောက်ဒီနေ့မိစ္ဆာကောင်မင်းအောင်နိုင်တို့ချက်ချင်းတော်ပြောက်သွားအောင်နော်အဲ့တော့ဝိသင်ပြောနေတဲ့အာဂတိတရား၄ပါးထဲမှာဒီကောင်တွေကဘေယာဂတိနော်အကြောက်တရားကောင်းကောင်းရိုက်သွင်းတယ်အာဂတိတရားမြတ်မာဘီမှာ၄ပါးလုံးထုံးကားနေတာပေါ့ဗုဒ္ဓံအာဂတိကင်းစင်ရေတရားဟောတယ် မာဗျာဘုံကြီး၄သိန်းကျော်ရှိတဲ့အာဂရိတရားညှိနေကြတယ်။ဝေရ၄သိန်းကျော်လုံးတာအာဂရိတရားကင်းစင်ပြီးတော့ရဲရဲရင်ရင်ပြောရဲကြတယ်ဟေးဆိုရင်ဓမ္မထုံးကားတဲ့တန်ပြကြီး ဖြစ်မှာပေါ့အခုတော့ငါအဖန်ခံရမယ်ငါအကြောင်းကြီးတိန့်ခံရမယ်ငါရာထူးတိန့်ခံရမယ်ငါကားရိမရတော့မှဆိုတယ်ငါဒီလိုပြောလိုက်ရင်တော့ဘုံကြီးကငါဒီလို ပြောရင်ငါတော့မလူတော့မှာပဲနော် ဘုံကြီးတွေချင်းချင်းကြားတယ်လည်းပဲထုံနေလကောက်မယ်ဝိုင်းဖုံဝိုင်းကာရင်နဲ့အခုပဲကြည့်နော်အွန်လိုင်းမှာမှမြင်မကောင်းဘူးမိမရှုပ်တဲ့အမှုတွေရောလောင်ကစားမှုတွေရောနော်လိုင်းမတက်ပြီဒီလောက်တိုင်းလူပြည်သားတွေကစင်းရဲမွေးတည်ငတ်ပြတ်နေတဲ့အချိန်မှာတို့ကမွေးနေကြကြီးတွေခွဲကကြခုံညာပြောကြပါကြ ဗာအသိဉာဏ် level မှာမရှိတဲ့အင်မတန်စိတ်ချက်အောက်တန်းကြတာတွေကိုကိုယ်ဝင်နေယူဘာရမှာတော့ဘာမှမရဘူးဟင်ဒီဥစ္စာတွေထုံးကားနေတယ်မြန်မာပြည်ပြတော့မကောင်းဘယ်တော့မကောင်းအမားတွေကိုအမှန်ချင်းအမှန်တွေကို အမားချင်းဘယ်တော့မှမကောင်းပါဘူးဒါကြောင့်မလို့တယောက်သိရင်တယောက်တော်လန်ရေးကြရအခုဦးဇင်းတို့ဒီအစီအစဉ်ကိုဟောကြားနေကြတာလည်းပဲတော်လန်ရေးကြဖို့ ပြောဆိုဆွေးနွေးနေကြခြင်းဖြစ်ပါတယ်။ဒါအင်မတမအရေးကြီးပါတယ်။မေးရမယ်ပြောရမယ်ဆွေးနွေးရမယ်ဝေဖန်ရမယ်ဗုဒ္ဓဟောတာတွေတရားတွေလေ့လာကြည့်မိခွန်းနေမေးမြန်းရင်ဆွေးနွေးရင်အဖြေရှာရင်လည်းပေါ်ပေါက်လာတဲ့တရားတွေများကြီးဗုဒ္ဓကမသိလို့မေးတယ်ဗုဒ္ဓကဟောပေါ်ညွှန်ပြပေးတယ်ရှင်းလင်းပေးတယ်ဒါတွေဟာယနေ့ရက်ကော့မှတ်တမ်းအနေနဲ့ကြံခဲ့တာပဲ။ ဒါကြောင့်မလို့ဝိဇင်းတို့အနေနဲ့ပြောကျင်တာရကအင်မတန်အရေးကြီးပါလေအားလုံးတတိရှိပါမကြောက်ပါနဲ့အကြောက်တရားတွေကိုဆွဲထုတ်ပြပါယနေ့ဒီရင်ပြပါဒေါ်လန်နေကြတာနော်ဒီရင်နေမှာကြီးကျင်စည်းလူငယ်တွေပီရီယက်တွေယနေ့အားလုံးအားလုံးစုပေါင်းပြီးတော့ဒေါ်လန်နေကြတာ ယင်တွေကမကြောက်တရားရှိနေလို့ပါအကြောက်တရားကိုတော်လန်နိုင်လို့ပါအကြောက်တရားကိုမတော်လန်နိုင်တဲ့လူကကျွန်ခံမေဟိဆိုတဲ့စိတ်ပဲဖြစ်သွားတာစင်ကြီးမျိုးမျိုးပေးပြီးတော့ကျွန်ခံကြတာပဲကျွန်စိတ်ရှိဆိုတာအဂတိတရား၄ပါးကိုအခြေခံပါတယ်အဲတော့ဘယဂတိဆိုတဲ့ကြောက်စိတ်ဝင်သွားရင်မလိုက်ပါတဲ့အာရမဘက်ကိုလိုက်သွားတယ် အာနာရှင်ဘက်ကိုလိုက်သွားတယ်အာနာရှင်ခိုင်းတဲ့မန္တမယလှုပ်တော့တာပဲစင်ကြီးမျိုးမျိုးပေးပြီးတော့မမှာတော့အကြောက်တရားကြောက်မှာဒါကြောင့်မလို့အာနာရှင်တွေဟာသူတို့ဒေါ်လန်တဲ့လူတွေသူတို့ကြိုးပေးတတ်တာဟိုနေရတာမုံညူနော်လွတ်သွားတဲ့လူနှစ်ပေါင်း230ချရတယ်တွေ့ကြည့်တိုင်းပြည်ရဲ့အချုပ်ချာအာနာပြည်သူပိုင်တဲ့အကောင်မတရားခိုးယူထားတဲ့တကိုးတွေကထောင်ချပိုင်ဝင်မရှိဘူးကြိုးပေးပိုင်ဝင်မရှိဘူးဦးဇင်းတို့ပြည်သူကိုတတ်ပိုင်ဝင်မရှိဘူး တကယ်ကျိုးစင်တဲ့မှာသူတို့ဝိဇင်းတို့အဲ့ဒါကိုမသိကြဘူးမသိတော့အာနာမပိုင်တဲ့တခိုးကိုနော်ဟုတ်ပါမှန်မှန်နေဘုန်းကြီးတွေကစခေါင်းကြီးတွေညိတ်နေကြတာသူတို့ကြောင့်တော့ကော်စိုးကြီးတွေနဲ့ကြိုးဆိုကြတာဒါပါလေဟိဆိုဘယာဂရီညိနေတာအင်ဗတန်အောက်တန်းကြတဲ့စိတ်ချက်လို့ခေါ်တယ်အင်ဗတန်အောက်တန်းကြ ဦးဇင်းတို့ဆရာသမားတွေဦးဇင်းတို့စာချတွေကကိုရင်မွားတွေကသင်ပေးတယ်မကြောက်တရားအာဂရိကင်းစင်ရေးတရားဦးဇင်းတို့ဓမ္မရေယောလင်္ကာရဆာမီပွဲဖြီးဖို့အင်ဂုတ်တို့နော်တက်နေရင်နဲ့အမန်ဆရာသမားစာချရင်နဲ့သင်ပေးကျမ်းမာရီယာစာပေဥဒ္ဒရာလည်းရှိတယ်ကျုံရင်ကျုံလိုလိုမျိုးနော်ထက်ထဲပြီးတော့အမြင်နဲ့ပြောပြကြလေးရှိတယ် ဘဝရည်ချင်းနေရှိအောင်ကြိုးစားဖို့ရည်ချင်းရှိတဲ့လူကဘုရုမဒုမထောက်ဘူးလက်မမြောက်ဘူးကိုယ့်ရည်ချင်းကိုအားကိုးတယ်မကြောက်ဘူးဒီလိုတွေသင်ပေးရင်းနဲ့ဇာယီတခင်ကိုတော်မိုင်းကြောင်းပြောပြဇာယီတခင်ကိုတော်မိုင်းကိုအင်္ဂလိပ်ဆိုရကနော်အခုသူတို့လည်းပဲမြန်မာပြည်လာပြီးတော့တရားတွေစောက်ပြီးလမ်းတွေဖောက်ပြီးအများကြီးသူတို့လုပ်တယ်သူတို့လည်းနိုင်ငံကိုကောင်းတာတွေလုပ်ပါတယ် တော့တို့ကောင်းကျိုးလေးတွေလည်းရေးပေးပါဦးနော်ဆရာကြီးလိုတာမှန်တယ်မြတ်ပြောပါဘာလိုလဲယာရုလားပတ်စံလားနော်ဘာလိုလဲအဲ့တော့ဆရာကြီးတခုတခင်ကိုတော့မိုင်းကမင်းတို့ကိုကောင်းကျောင်းရေးငါတို့နိုင်ငံသားတွေမကောင်းကျောင်းရေးပြီးတော့မင်းတို့ကိုဖားပြီးဆားရမှာဆားမယ်ဆိုရင်ဆရာပေါ်မှာမျက်ပေါက်ပလေစေဆိုပြီးတော့စာတင်တဲ့ကကိုရင်မွားတွေကဆရာသမားတွေကပြောခဲ့ ရှာပေါ်မှာမျက်ပေါက်ပါစေဒါမျိုးမလုပ်ဘူးဒါကြောင့်မလို့လေတခင်ကိုယ်တော်မိုင်းဖြစ်တာပေါ့အင်္ဂလိပ်လက်အောက်မှာဒူးထောက်ပြီးတစ္ဆာဖောက်သွားရင် တခင်ကိုယ်တော်မိုင်းပဲဖြစ်မှာလေတခင်ကိုယ်တော်မိုင်းတမိုင်းမြောင်းနဲ့ရောက်သွားမှာပေါ့ယနေ့ပဲကြည့်လေကိုကိုကြီးတို့ဖောက်ပြန်ရေးဓမ္မတွေအခုပဲမြောင်းနေမြောင်းတော့မှမြောင်းပုတ်သေးကိုထိုးကြပါလားတိုင်းပြင်ထိုးဆင်းသွားတာနော်တကယ်တမိုင်းမြောင်းပုတ်ကြီးတွေထိုးဆင်းသွားလူရဲ့တမိုင်းဆိုတော့သေရီတိ သေးပြီးသွားသည်ဒီကိုနာမည်မသေးစရာဘူးတမိုင်းတွင်နေရမယ်အခုဖုန်းကြီးတွေကြမ်းငကြီးကြကြတာတမိုင်းကိုလေ့လာရဟေးဆိုတာကောင်းတဲ့စိတ်ချက်တွေအမွေတွေကနှလုံးသားတွေကိုကူးယူဖို့တခင်ကိုယ်တော်မိုင်းကြောင့်ဖတ်ပြီးတော့တခင်ကိုယ်တော်မိုင်းရဲ့စိတ်ကိုနှလုံးသားတွေမရောက်ဘူးဟေးဆိုရင်စာဖတ်တာအချင်းကုန်တာပဲရှိတာပေါ့ဘာလို့မှတော့စာဒီဖတ်ကြရဟေးဆိုတာ မန္တာတွေကောင်းတာတွေတွေ့ရင်ကိုယ်နှလုံးသားတွေကူးယူဖို့အမားတွေတွေ့ရင်ပယ်ဖို့သင်္ကန်းစာယူဖို့ဒါတွေကိုလေ့လာကြရတာဖတ်ပြီးတော့ကောင်းတာတွေမယူမပြင်းဘူးဆိုရင်ဘာလို့မှလည်းချိန်ကုန်တာပဲရှိမှာပေါ့ပြင်းရင်ရမယ်ပြင်းရတဲ့တက်တည်ရှိကြရမယ်ဒီတော့မှတစ္ဆာဓမ္မထုံးကားတဲ့အတိုင်းဖြစ်မှာပေါ့တို့မုံရင်အောက်ရောရောအောက်ရောရောကြောက်ရောရောဖြစ်မှာပေါ့ ဒါကြောင့်မလို့ဆိုင်မင်းတို့ကခုနပြောခဲ့တဲ့အာနာခြင်းဆိုတဲ့ကဗျာနော်ဒါမလို့ကြပါနဲ့ပြောစရာရှိပြောပါဒါကြိုက်တယ်မကြိုက်ဘူးမှားတယ်မှန်တယ်လူဟာဒီလောက်တော့တတ်သိရှိကြရမှာပေါ့တို့မဟုတ်ရင်ခုနကပြောခဲ့ကျွန်စိတ်ချက်နော်အာနာရှင်တွေပဲမွေးဖွားပြီးတော့တိုက်မိကြီးဟာကျွန်နိုင်ငံဖြစ်နေမှာပေါ့ဘုเจ้าအောင်စံတို့အသက်ပေးပြီးတော့ လွတ်လပ်ရေးယူပြီးခဲ့တာကျွန်နိုင်ငံဖြစ်စေချင်လို့မှမဟုတ်တာကျွန်မောကလွတ်မြောက်အောင်လို့သူတို့ယူပေးခဲ့ပြီးပြီလွတ်လပ်တဲ့လူမျိုးဒါကိုစစ်အာဏာရှင်တွေကလာပြီးတော့ကိုယ့်ပြည်သူကိုကျွန်ပြုတ်ထားတာလူလူချင်းခေါင်းပုံဖြတ်ထားတာအမျက်ထုတ်ထားတာဒါကြောင့်ဆုံးရှုံးသွားတဲ့လွတ်လပ်ရေးကိုနော်မိမိတို့မကြောက်တရားနဲ့ပြန်လဲယူပါအာဏာကြမလိုပါဘူးတတိရှိပါရဲရင်ပါ မာနေတာတွေဘယ်နေရာကတွေ့တွေ့တော်လန်ရဲတဲ့တတ္တိအရှိရှိနဲ့တွန်းလန်ပဲရှားနေကြပါစေလို့ကြောကြရင်ညီကုန်းချိုးလိုက်ပါလေအားလုံးကိုကျေးဇူးတင်ပါတယ်